ဒါရှစ်လုံးဆိုရဲအာနဲမှာမနဲပဲပေါ့နော်ကကွဲတဲ့အတန်ပဲနားထောင်ကြည့်အောင်ရှယ်ကြီးပေါ့နော်ထွက်သွားတဲ့အတန်ကရှယ်ကြီးဗျာအဲ့လိုမျိုးတည်ဆုံးသွားတဲ့ဒီဘာသာတွေရဲ့အလောင်းတွေကိုပြန်မြူအရင်တော့ကအလောင်းတွေပြန်မြူလက်နဲ့တီတော့ရအောင်တည်တယ်အခုကျတော့လက်နဲ့တီပါပစ်ထားပြီးတော့ထွက်ပြေးကြတဲ့အဆင်မျိုးတွေဖြစ်နေတယ်အဲ့တော့အလောင်းတွေကအများကြီးပဲဆိုပြီးတော့တည်ရတယ်ပေါ့နော် ္ဂလာပါဒီနေ့ကတော့အော်တိုဘာလ29ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တို့သတင်းတူတွေပြောကြမှာပေါ့နော်အဲဒီထဲမှာအောင်မြင်တဲ့သတင်းတွေလည်းပါတယ်ပြီးတော့ဟိုကျွန်တော်ထူးထူးခြားခြားခံစားရတဲ့စိတ်မကောင်းဖြစ်တဲ့အကြောင်းလေးလည်းပါတယ်ပေါ့နော်အဲဒါလေးလည်းပြောမယ်ပြီးတော့တော်လိုင်းတက်ဖွဲ့တွေလက်ဆန်းပြသွားတဲ့အကြောင်းတွေလည်းပါမယ်ပေါ့ဗျာအဲသတင်းတွေအချက်လက်တွေကျွတင်ရယူပြီးတော့ပေါ့နော်ဒီဥစ္စာအမြေပြင်မှာလက်တွေ့အကောင့်ထွေပို့သွားတဲ့အကြောင်းတွေလည်းပါမယ်ပေါ့နော်အဲ့တော့ပထမဆုံးတော့ဒါမြင်းကြံတောင်းတာအဆက်ကဒီ တမနီဆက်ယုံပေါ့နော်တမနီဆက်ယုံအဲ့တမနီဆက်ယုံကဘုံသီးထုတ်လုံနေတာ drone ဘုံသီးထုတ်လုံနေတယ်ဆိုပြီးတရင်ရလို့တော်လိုင်းတက်ဖွဲ့တွေကပြင်းတာပေါ့နော်အဲ့မှာအချက်လက်တွေလည်းပါတယ်ပေါ့နော်အဲ့ဥစ္စာလေးကျောင်းအရင်ပြောကြမယ်အဲ့တော့ဒီဘုံသီးထုတ်လုံနေတဲ့ဒါမြင်းကျန်တောင်သာအဆက်ကတမနီဆက်ယုံကိုတော်လိုင်းတက်ဖွဲ့တွေကဒါတရခွန်မမ10လုံး10လုံးပြစ်သွင်းတိုက်ခိုက်ခဲ့တယ်ပေါ့နော်ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်အဲ့ထဲမှာရှိတဲ့စစ်ကောင်စီစစ်သားတွေတော်တော်လေးအထိနာရဆိုပြီးတော့လေဒါသိရတယ်ပေါ့နော်ပြီးတော့ဒီတာဝန်ရှိတဲ့ဒါတဲမှုက ကိုတကြားကဖြေထားရလဲရှိတယ်ဗောနော်အဲ့တော့တရားခွန်မမလုံးရင်10လုံးပြစ်ခတ်ခဲ့တယ်စစ်ကောင်စီဘက်က15ဦးထက်မနည်းတေဆုံးတယ်ဆိုပြီးတော့သိရတယ်ပြင်းထန်တဲ့ဒဏ်ရာရရှိရသူတွေလည်းရှိပြီးတော့ဒါအလောင်းတွေကိုဒါကားတွေနဲ့တဲသွားတဲ့ဟာတွေလည်းရှိတယ်ဗောနော်ပြီးတော့ဒါဒဏ်ရာရတဲ့ကောင်တွေကိုဒါမြင်းညံစေးရုံကိုပို့ဆောင်ပြီးတော့ကုသနေတာရှိတယ်ဆိုပြီးတော့ဒါမြင်းညံ distributed lien 2က ဒါတက်ရင်မှုပေါ့နော်ကိုတကြားကဒါဆက်သွယ်ပြီးတော့ပြောဆိုလာရှိတယ်အဲ့တော့အားရစရာကောင်းတယ်ပေါ့နော်အော်တိုဘာ16ရက်နေ့မနက်9:00ခန်းဝင်းကျင်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့10လုံးပြစ်တာပြစ်တာ10လုံးဒါပေမဲ့8လုံးအောင်တယ်ပေါ့နော်2လုံးကတော့ဒါ error ဖြစ်သွားတယ်အဲ့တော့ကျတော့8လုံးထိတယ်အဲ8လုံးပြစ်ပြစ်နိုင်ခဲ့တယ်ပေါ့နော်အဲ့8လုံးထဲမှာမှာ၄လုံးကတကယ်အဓိကနေရာတွေကိုတွတ်ထိတယ်ဆိုပြီးတော့ဒါသူကပြောတယ်ပေါ့နော်အဓိကတော့ အဲဒီတစ်ခေါက်ကပိုအားရတယ်ဗောနော်အရင်ကလေးကလည်းပြစ်ဘူးတယ်ဒါနှလုံးသုံးလုံးပြစ်ဘူးတယ်စသဖြင့်ဗောနော်အခုတော့၁၀လုံးပြစ်တယ်ဗောနော်နှလုံးကအဲ့ဒါပါတယ်အဲ့မှာ၈လုံးကအောင်မြင်စွာပောက်ကွဲတယ်၄လုံးကဂျက်ကောင်းကိုထိတယ်ဆိုပြီးတော့ဒါတိမ်ကိုတရားကပြောတယ်ဗောနော်ပြီးရင်ဒါတမရီစေယုံကနေပြီးတော့မြင်းညံစေယုံကိုစစ်ခွေးအလောင်း15လောင်းတဲသွားတယ်စစ်ခွေးလောင်း15လောင်းတဲသွားတယ်လို့ပြောတယ်ပြီးရင်ဒဏ်ရာရှိသူများတယ်အတွင်းသတင်းတွေကနေပြီးတော့စုံစမ်းသိရှိရတယ်ဆိုပြီးတော့ဒါကိုတရားကပြောတယ်ဗောနော်အဲ့တော့ဒီတမ်မနီဆက်ယုံတမ်မနီဆက်ယုံမှာဒါစစ်ကောင်စီကအင်အားတွေထက်ရောက်နေတာတဲ့ ဒီကာဖာစာ6နဲ့ကာဖာစာ14ကရန်အဖွဲ့တွေနဲ့ဒါအသေးစားဆက်မှုလက်မှုအဖွဲ့တွေထက်ရောက်နေတာပေါ့နော် drone ဘုံသီးတွေထုတ်တယ်ဒါကြောင့်မလို့အခုလိုတိုက်ခိုက်ရတာပါဆိုပြီးတော့ဒါပြောခဲ့တာရှိတယ်အဲ့တော့အားရတယ်ပေါ့ဗျာအားရတယ်ပြီးရင်အဲဒီနေရာကဒါရှေ့ကဒလိုင်းတက်ဖွဲ့တော်တော်များများနဲ့လဲကျွန်တော်ပြောဘူးတယ်ဗောနော်ပြောဘူးတဲ့ချိန်မှာဒီနေရာကအရေးကြီးတဲ့နေရာတစ်ခုအနေနဲ့ပါစစ်ကောင်စီအတွက်ဗောနော်အဲစစ်ကောင်စီအတွက်အရေးပါတဲ့နေရာတစ်ခုအနေနဲ့သူတို့ကဖန်တီးထားတယ် အဓိကဒီနေရာတွေကိုစစ်ကြောင်းတွေဖွဲ့ပြီးတော့ပို့တာရရှိတယ်အခုဆိုရင်သူကထုတ်လို့ရေးပိုင်းတွေကစာလုတ်လာတယ်ပြီးတော့ဒီတမ်မနီဆက်ယုံနေဆိုတာကလည်းတည်ရတယ်မယ့်အခုလက်တလုံးမှာစစ်ကောင်စီရဲ့လက်နက်ခဲယမ်းတွေမရှိမဖြစ်လိုအပ်နေတဲ့အရာတွေဖြစ်တယ်အဲ့တော့အဲ့လိုနေရာမျိုးကိုဒါတော်လိုင်းတပ်ဖွဲ့တွေကသွားပြီးတော့တိုက်ခိုက်နိုင်ခြင်းဖြစ်တယ်အဲ့ဒီနေရာမှာစုဖွဲ့ပြီးတော့နီနာပတ်ဝန်းကျင်ကဒေသတွေကိုစစ်ကြောင်းတွေထိုးတာမျိုးတွေစစ်ကောင်စီကတောက်လျှောက်လုပ်ခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့ ရှေ့ပိုင်းနေမှာတော့ဒါတလိန်တက်ဖွဲ့တွေကဒါနှလုံးသုံးလုံးနဲ့ဒါပြစ်ခတ်တိုက်ခိုက်ခဲ့တာမျိုးရှိတယ်ဒါပေမဲ့ဒီတစ်ခေါက်ကတော့အလုံးရင်များတယ်ပေါ့နော်10လုံးအဲ့တော့ကုံကြစိတ်လည်းမနေဘူးဒါသေးကြတယ်ဒါတလုံးဘလောက်နဲ့ပဲတွက်တွက်ကုံကြစိတ်ကတော့ဒါယာနဲ့ချီတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါတက်ဖွဲ့တွေအခုလိုမျိုးတိုက်ခိုက်နိုင်မှုအတွက်ကိုနီးမျိုးစုံနဲ့စူးစမ်းနေတာဖြစ်တဲ့အတွက်ပြည်သူတွေကလည်းပို့ပြီးတော့ထောက်ပံ့ပေးကြစီချင်တယ်ပေါ့နော်ဒီတိုက်ခိုက်မှုကိုမြင်းကျန် District Battalion 2နဲ့3ပြီးရင် BGF မြင်းကျန်ပြီးရင် 1မိုးစစ်ကြောင်းတို့ကပူပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာဆိုပြီးတော့သိရအဲပူပေါင်းပြီးတော့ချလာပါတော့เนาะ7လုံးပြင်းတာအဲထက်မှလာပြောပြောပြောတာရှိသေးရရုပ်ရုပ်တံပါလာသေးရပါတော့ဒီမှာဟိုးမှာရှိတဲ့ဘဲဥစ္စာကိုဘာလုံးမှာဘာဖြစ်မှာအဲအဲ့လိုပုံစံမျိုးနဲ့ဒါတေချာလေးရိုက်ပြထားတဲ့ဒါရုပ်တံဖိုင်လေးထွက်လာရှိတယ်ပါတော့ဟာကျန်းထော်နေရပဲဘာညာနဲ့အဲထွက်သွားတဲ့အချိန်မှာပြောကြသေးရအဲ့လိုကိုစိတ်အေးလက်အေးနဲ့စိတ်ပြင်းနေပြေသွားပြီးတော့ပြင်းတာပါတော့အဲ့တော့ဒီတိုက်ခိုက်မှုကအဲထိရောက်တယ်ထိရောက်တယ်ပြီးတော့ဒါကလိုအပ်တယ်လို့ပြောပါဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီက ီ drone ပုံးသီးတွေထုတ်လုပ်နေတာဆိုရင်သိကြရတယ်ဒီဥစ္စာကဒေသခံပြည်သူတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးဖို့လုပ်နေတာအခုနောက်ပိုင်းမှာဆေးကောင်စီက drone ကိုပဲပို့ပြီးတော့အားပြုပြီးတော့တုံးနေတာတုံးနေတော့ဒီ drone တွေမှာတက်ဆင်ပြီးအသုံးပြုမဲ့ပုံးသီးတွေထုတ်လုပ်နေတာဖြစ်လို့ဒီနေရာကအရင်မြင့်နေရအဲ့လိုမျိုးအရင်မြင့်နေရကိုတော်လိုင်းတပ်ဖွဲ့တွေကရွေ့ချယ်ပြီးတိုက်ခိုက်နိုင်မှုလို့တယ်ဒါကတော့အဝေးကနေပြီးတော့ဒါပြစ်ခတ်တိုက်ခိုက်တဲ့အဆင့်မျိုးပေါ့နော်နောက်ပိုင်းဆိုရင်တော့အဲ့လိုနေရာမျိုးတွေကိုဒါဝင်ရောက်စီးနှင်းတိုက်ခိုက်တာမျိုးတွေတိမ့်ပိုက်တာမျိုးတွေအဲ့အစ်စ်နေထိလုံနိုင်မှုဒါကျွန်တော်ကမျှော်လင့်တာပေါ့ဒါရှေ့မှာဆိုလေ ဒီအာရခတ်တော် A နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေကပေါ့နော်ဒီကာဘာဆာလိုနေရာမျိုးတွေအထိကိုလိုက်ပြီးတော့ချင်းချောက်နေတဲ့အနေအထားတွေရှိလာပြီဒါတွေကလည်းအရင်မြင့်တွေပဲအဲ့လိုအရင်မြင့်နေရာမျိုးတွေကိုဒီလိုမျိုးချင်းချောက်ထားနိုင်တာတွေပြစ်ခတ်တိုက်ခိုက်တာတွေပြီးရင်နောက်ပိုင်းဒါရီမန်ချက်ပုံစံမျိုးနဲ့ပေါ့နော်ဒါဝင်းရောက်သိမ်းပိုက်တိုက်ခိုက်တာမျိုးတွေလုံနိုင်နေဆိုရင်တော့အကောင်းဆုံးပဲအာဒီနေရာတွေကစစ်ကောင်စီတွေတကယ်အရှိုက်ကိုတိုက်တဲ့ထိစီမဲ့နေရာမျိုးတွေဖြစ်တယ်အဲနောက်တစ်ခုကဒီလိုမျိုးဒါအရင်မြင့်နေရာတွေကိုတိုက်ခိုက်ဖို့လည်းအရေးကြီးသလိုပေါ့နော်ဒီအရင်မြင့်တွေပေါ့နော်အဲဆိုတာကဒီလိုမျိုးပုံသီးတွေထုတ်လုပ်နိုင်ဖို့ လုတ်တဲ့အခါမှာဒီနေရာတနေရာတည်းကနေပြီးကုန်ညံနေကုန်ရတာမဟုတ်ကုန်ညံနေရာလမ်းကြောင်းပေါင်းစုံကနေနေရာပေါင်းစုံကနေလာတယ်အဲ့လိုနေရာမျိုးတွေကိုလည်းကျွန်တော်တို့ကစုံစမ်းပြီးတော့ဖျက်တောက်တိုက်ခိုက်တာမျိုးတွေဒါတားဆီးတားဆီးတာမျိုးတွေပေါ့နော်ပိတ်ဆို့ပြတာမျိုးတွေလည်းလုတ်နိုင်မယ်ဆိုရင်အကောင်းဆုံးပဲဘာလို့ဒီလိုမှကုန်ညံမရဘူးဆိုရင်ဒီကောင်တွေအတွက်နားကားတာပဲကုန်ညံမှမရရင်ဒါဒီကောင်တွေထုတ်လုပ်ဖို့အတွက်မလွယ်ကူအဲ့လိုမလွယ်ကူဆိုရင်ခုနလိုဒါဒေသခံပြည်သူတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးဖို့မဖြစ်နိုင်ဘူး မဖြစ်နိုင်တဲ့အတွက်ဒီလိုမျိုးပုံစံမျိုးကတော့ကျွန်တော်တို့ဒါတက်ခိုက်နိုင်ဖို့အရေးကြီးတယ်။နောက်တစ်ခုကအဲ့လိုမျိုးရင်းမြစ်နေရာတွေကစစ်ကောင်စီကတနေရာထဲမှာထားထားတာတော့မဟုတ်ဘူးဗျ။ဒါအခုဆိုရင်ဒါတို့ဒါကပ္ပစားတွေမှာဒီလိုဒုက္ခတွေရောက်လာပြီဆိုတဲ့အချိန်မှာတချို့နေရာတွေရွှေ့ကြရရှိတယ်ဆိုပြီးတော့သိရတယ်။ဆိုလိုတာကအဲ့လိုအ धिक နေရာမျိုးတွေချိန်ချောက်ခံရတဲ့အလုပ်တွေသူတို့ရဲ့အလုပ်တွေရက်ဆိုင်တဲ့ပုံစံမျိုးတွေမြင်လာရပြီဆိုတဲ့အခါကျရင်ရက်တန်သွားမှမလိုလားတဲ့အတွက်တခြားတနေရာမှာသူတို့ကထပ်ပြီးတော့ပြင်ဆင်တာမျိုးတွေလုပ်လို့ရှိတယ်။ဒါကစစ်ကောင်စီလုပ်လို့ရှိတဲ့အရာပဲပေါ့နော်။အ धिक ကတော့သူကအရန်အစီအစဉ်ကိုမြဲတမ်းထားတယ်။ အဲ့ဒါကတိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုမှမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်စစ်ကောင်စီကဒါကိုကောင်းကောင်းနားလည်တဲ့အတွက်အမြဲတမ်းအဲ့လိုအစီအစဉ်ထားတယ်အဲ့လိုမျိုးထားတဲ့နေရာတွေကိုလည်းတေချာစုံစမ်းပြီးတော့သတင်းတေချာမှုရှိတာနဲ့ဝင်ရောက်တိုက်ခိုက်တာမျိုးတွေကျွန်တော်လုပ်တင်နေဆိုတာလေဒါပြောချင်ပါတယ်ပေါ့နော်အဲ့လိုဘလိုပဲဖြစ်ဖြစ်ဒီဥစ္စာကအားရစရာကောင်းတယ်ဒါအကောင့်ထဲပုံမှုတစ်ခုဖြစ်အဲ့လိုမျိုးများများပုံနိုင်လေကောင်းနေပဲပေါ့နော်ဒါချစ်လုံးဆိုရဲအာနဲမမနဲပဲပေါ့နော်။ဒါကွဲတဲ့အတန်ပဲနားတော်ကြီးကိုရှဲကြီးပေါ့နော်။ထွက်သွားတဲ့အတန်ကိုရှဲကြီးဗျာ။အဲတော့ကြကွဲတဲ့အတန်ကတော့ပြောမနေနဲ့ပေါ့နော်။ ဲ့တော့နောက်ပိုင်းမှာဒီလိုပုံစံမျိုးတွေပို့ပြီးတက်ခတ်နိုင်ဖို့အရင်အရေးကြီးလာတယ်ပေါ့နော်ဒါကလည်းအားရစရာကောင်းတဲ့သတင်းတစ်ခုဖြစ်တယ်နောက်ထပ်အားရတဲ့ဟာပြောပြတယ်ပြည်သူကိုဒုက္ခပေးနေတဲ့ကောင်တွေမဟုတ်လို့ကိုအားရတာဗျာအဲ့ဒါပါလဲဆိုတော့ဒါမကွေးတိုင်းတရက်ခရိုင်မင်းတို့မျိုးအဝင်လန်းကဆက်ကြီးကောက်ဖို့ထွက်လာတဲ့ရင်းနှကောင်အဲရင်းနှကောင်အဲရင်းနှကောင်ကိုဒါဆော့ထလိုက်တာအဲဥစ္စာလည်းမိုက်တယ်လုံးဝကွေခွေလေးပေါ့နော်မောက်မောက်ပြီးတော့ဒီလိုလေးအဲအဲ့လိုပုံစံမျိုးလေးတွေနတ်ကားနေအောင်ပေါ့နော်အတမ်းဖြူတော့ဘူးပေါ့အဲအဲ့ကောင်နှကောင်ဆိုလဲဒါသူက ဒီသူတို့ရဲ့စစ်စေးဂိတ်ကိုသွားမှာပေါ့နော်ဒါပေမဲ့ तू အဲ့လိုသွားမယ်ဆိုရင်တော့မှပဲ तू ကလမ်းမှာရှိတယ်ဒီသွားလာနေတဲ့ခီးတဲ့ကားတွေပေါ့နော်အဲ့လိုကားတွေကို तू ကဆက်ကြီးကောက်တဲ့ပုံစံမျိုးလုပ်တာငွေကြီးတောင်းခံတာပေါ့နော်ပြည်သူတွေကိုဒါချိန်ချောက်အချက်ကင်တာနဲ့တူတူပဲပေါ့တနက်ကြီးကင်လာပြီးတော့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဆက်ကြီးတောင်းဆက်ကြီးကောက်တယ်ငွေတောင်းတယ်ပေါ့နော်အဲ့ဒီဖြစ်စဉ်မှာအဲ့နှစ်ကောင်လုံးကန်တယ်ပြီးတော့အဲ့နှစ်ကောင်လုံးမှာပါလာတဲ့လက်နက်ခဲရအကုန်ရတပ်ဖွဲ့တွေမိုက် အဲ့ဥစားဒါတပ်ဖွဲ့တွေကတည်င်းရအောင်စုံစမ်းပြီးတော့အဲ့တည်င်းတေချာတာနဲ့သူတို့ကစောင့်ကြိုပြီးတော့ကင်းမုံဝင်ပြီးတိုက်နှစ်လက်ဆိုလဲနှစ်လက်မလဲမနေဘူးဗျဒီအခြေအနေမှာပေါ့နော်ဘာလို့လဲဆိုတော့တဖြည်းဖြည်းနဲ့ဒါလူလူကလည်းခက်ခဲတဲ့အပိုင်းတွေရှိလာတယ်ပြီးတော့ဒီဒီလိုနေရာတွေဒေသတွေဆိုတာကကြတော့ဗျာဒီလက်နက်ခဲရန်တည်ယူမှုအပိုင်းတွေကစခက်ခဲတာတွေရှိတယ်အဲ့တော့လွယ်လွယ်ကူကူရနိုင်တာဆိုတော့ဒီစစ်ကောင်စီနဲ့ဒါရဲနဲ့စီရပဲရတာပေါ့နော်ရဲကွင်းနဲ့စစ်ကွင်းစီရပဲလွယ်လွယ်ကူကူရနေတာအခုတားလွယ်ကူလေ ဘာဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးလုံနိုင်ဖို့အတွက်ကလည်းတပ်ဖွဲ့တွေအတွက်ကကြိုတင်ပြင်ဆင်ရတဲ့ပိုင်းတွေရှိတယ်သတင်းတွေထောက်လန်းရတာတွေရှိတယ်အဲဥစ္စာကိုမြေပြင်မှာတကယ်အကောင့်ထဲပို့နိုင်ဖို့အတွက်စူးစမ်းရတာတွေရှိတယ်ပေါ့နော်အဲဘယ်လိုပဲဖြစ်ဖြစ်ဒါကလည်းအကျိုးမြတ်ကြီးတယ်နောက်တစ်ခုကပြည်သူကိုအဲခုနလိုကဲတင်ပေးလိုက်တာ ਨੇ အတူတူပဲဒီကောင်တွေကပြည်သူကိုဒုက္ခပေးနေတာအဲ့လိုဒုက္ခပေးနေတဲ့ကောင်တွေကိုအခုလိုမျိုးဒါတဖက်တလန်းကနေပေါ့နော်အကူညီပြီးတော့ကဲတင်ပေးလိုက်တာတော်လိုက်တဖွဲ့တွေကိုတကယ်ကျေးဇူးတင်တာပေါ့နော် ပြီးတော့အဲ့နှစ်ယောက်အဲ့လိုဖြစ်သွားပြီဆိုတဲ့အချိန်မှာတေးကြတယ်ခုနစစ်စေးကိတ်ဆိုတဲ့နေရာကောပြီးရင်ဒီကောင်နေရဲ့အထိုင်နေရာကောဒုက္ခရောက်ပြီအရေးယူခံရမှာလေဟာမင်းတို့ဒီနာနဲ့ဒီနာဒီလိုလေးသွားတာကိုမင်းတို့ဒီလိုတေးရသလားဟာမင်းတို့ဒီလိုမျိုးပုံစံမျိုးနဲ့တိုက်ခိုက်ခံရသလားမင်းတို့လုံကျွေးပော့ရော့လာကြီးလားဟာမင်းတို့မသေးချမစီစဉ်ဘူးလားသွားပြီအဲ့မှာတေးတဲ့ကောင်ကတေးသွားကြီးကြာကြံတဲ့ကောင်လေးအကုန်လုံးကိုသူကဒုက္ခပေးခဲ့တာဒုက္ခပေးခဲ့တာကြံတဲ့ကောင်လေးအကုန်လုံးအရေးယူခံရတော့မှာပေါ့နော်ပြီးရင်အဲရဲဆိုတဲ့ကောင်တွေကအဲ့လိုနေရာတွေရဖို့အတွက်ကိုသူကဒီဂါးရတယ်ဂါးရတယ် ကားတယ်ဒီ gate လို့ဒါပတ်စံရတဲ့နေရာမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေရဖို့တော့ကိုဒါ तू ကစခန်းမှုမြို့နယ်မှုခရိုင်မှုအဲ့လိုလိုမျိုးတွေကို तू အစင်းစင်းကားတာ तू ရက်နဲ့ပေါ့နော်ရက်ရက်နဲ့ဒါကတချို့အဖွဲတွေဆိုရင် तू ဘယ်လိုလဲဆိုတော့15ရက်တစ်ချိန်တလတစ်ချိန်အဲ့လိုပုံစံမျိုးနဲ့ရက်သတ်မှတ်ချက်နဲ့ तू ပြန်ပြီးအောင်ပတ်စံပြန်ရှာတာ तू ခုနလိုပေါ့နော်ဒါစခန်းမှုတို့အဲဒီခရိုင်မှုတို့မြို့နယ်မှုတို့အဲ့ဒီကောင်တွေကိုပေးလိုက်တဲ့ငွေကြေးထက်ပိုရအောင်လို့ तू ကအဲ့နေရာကိုပြန်ရှာရတာအဲ့နေရာမှာပြန်ရှာရတာပေါ့နော်အဲ့အဲ့ကျတော့တေးချပြီလေ तू က30 90ပေးရတယ်ထား အဲ့လိုတိန်း60ပေးရပြီဆိုဒီကောတိန်း60မှမရရင်မမြတ်ဘူးအဲ့တော့ तू ရတဲ့ကာလ15ရက်ဖြစ်ရင်ဖြစ်မယ်တလားဖြစ်ရင်ဖြစ်မယ်အဲ့တော့အဲ့15ရက်တလားအတော်အတွင်းမှာ तू ကတိန်း60ရအောင်ရှာအနည်းဆုံးတော့90ထက်ပိုအောင်ရှာပါဒါမှ तू အတွက်ကြံပါအဲ့လိုမျိုး तू ကရအောင်ရှာမှာဖြစ်တဲ့အတွက်ဖြတ်လာသမျှပြည်သူကို तू ကညှင့်မှာရစ်မှာပြီးရင်ဒါချင်းချောက်မှာပေါ့နော်ငွေတောင်းမှာအကြက်ကင်မှာညီမျိုးမျိုးနဲ့အပြစ်ရှာပြီးကြက်ကင်မှာ အဲ့ကြပြည်သူကိုနှိမ့်ဆက်ညှဉ်းပန်းမှုအတွက်အဲ့လိုညှဉ်းပန်းပြီးမှပတ်စံရှာဖို့အတွက်လာတဲ့ကောင်တွေဖြစ်တဲ့အတွက်အခုလိုမျိုးလုံလိုက်နိုင်တဲ့ဟာကအရင်ကောင်းတယ်လို့ပြောရမှာပေါ့နော်အဲ့ပြီးတော့ဒီကောင်တွေဒါမြ мян လုံနိုင်လေအဲ့ကောင်တွေပို့ပြီးတော့ကြောက်ရွံ့တုံလုံးလေးပဲအဲ့အခုဆိုရင်တွားရင်မှမဟုတ်တော့ဘူးဒီကောင်တွေတေးကြတယ်အခုတော့မှကြည့်ပါလားအပေါ်ကအရက်ဝင်းနဲ့အောက်ကယူနီဖောင်းနဲ့ဟာဖောင်းနဲ့လာတယ်ပေါ့နော်ဇိုရာကသူတို့ကိုသူတို့စစ်သားပါရဲပါဆိုတဲ့ပုံစံမျိုးတော့မှမပြရဲပဲနဲ့ပေါ့နော်ပြည်သူကိုကြတော့ချင်းချောက်နိုင်ကျင်တယ် စောစီအဲ့လိုသွားလိုက်တာကောင်းတယ်ပေါ့နော်ဒါတော့နောက်ကြသည်နောက်ထပ်ဖြစ်စဉ်တစ်ခုကကြတော့ကျွန်တော်စိတ်မကောင်းဖြစ်တဲ့အရာလေးပေါ့စိတ်မကောင်းဖြစ်တယ်ဆိုတာလေဟိုဒီဒီဖြစ်စဉ်လေးကြားရတဲ့ချိန်ပြီးရင်ဒီအင်တာဗျူးလေးတွေ့လိုက်အဲ့ဒါကတခြားမဟုတ်ဒီအော်တိုဘာ26ရက်နေ့မှာပေါ့နော်ဒါပုံနာကျုံမြို့နယ်ဒါခွန်းတောင်ရွာကိုလူနာသွားတည်တဲ့ပေါ့နော်ဒီဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကအသက်ငယ်ဆုံးပရိဒါသမားလေးဒါမောင်ထေးအောင်ဟင်းဆိုတဲ့ဒါကိုလက်လို့ခေါ်တယ်ပေါ့နော်ဒါမောင်ထေးအောင်ဟင်းလို့ခေါ်တယ်ကိုလက်လို့ခေါ်တယ်ဒီကလေးလေးကဒါစစ်ကောင်စီရဲ့ drone တိုက်ခိုက်မှုကြောင့်မလို့တည်ဆုံးခဲ့ရ တည်ဆုံးခဲ့ရတယ်သူရဲ့ဒါဆွေမျိုးဖြစ်တဲ့အကိုဖြစ်တဲ့ကိုရင်းဖြစ်တဲ့သူတွေကလည်းဒီကြောင်းနဲ့ပတ်သက်လို့ drone နဲ့တိုက်ခိုက်ခံရလို့ဒီ wire ဆိုရဲကြောင်းကိုသူရဲ့ဒါလူမှုကွန်ရက်စာမျက်နှာတွေမှာရေးထားတယ်ဆိုပြီးတော့လည်းသတင်းတွေကဖော်ပြကြရတယ်ပေါ့နော်ကျွန်တော်အဲ့မှာဘယ်မှာတွေ့လဲဆိုတော့ဒါသတင်းတွေမှာတွေ့ရတဲ့အချိန်မှာဒီရခိုင်ခြေစိုက်သတင်းမီဒီယာဒါ narrate ဆိုတာပေါ့နော်အဲဒီသတင်းမီဒီယာကနေပြီးတော့သူ့ရဲ့ interview လေးလိုခဲ့တဲ့တစ်နှစ်ကသူနဲ့ interview ထားတဲ့ဟာလေးကိုပြန်ပြီးတော့တင်ပေးထားတယ်ပေါ့နော်အဓိကတော့ဒီသတင်းဌာနကလည်းသူ့ရဲ့မိသားစုနဲ့တူထပ်တူဝန်းနေတယ်ဆိုတဲ့အကြောင်းလေး အဲရေးပြီးတော့တင်ထားတာပေါ့အဲ့ဗီဒီယိုဖိုင်လေးကြည့်ရမှာပို့ပြီးတော့ခြေခွဲဟိုဝမ်းနေမိရပါတော့ဟိုကလေးကလေးလေးပဲရှိသေးတာဗျာအဲ့ကလေးလေးကသူကဒီပရိုက်တာလုပ်တွေကိုသူစလုပ်ပါပြီဆိုတဲ့အချိန်မှာသူက10နှစ်ပဲရှိသေးတာအဲ့အင်တာဗျူးဖြေတဲ့အချိန်မှာသူတက်က73နှစ်ပဲရှိသေးတာဒီအဲ့အင်တာဗျူးကိုသူကအော်တိုဘာလမှာပဲထုတ်လွှင့်ခဲ့တာဗောနော်ဒီသတင်းဌာနထုတ်လွှင့်ခဲ့တာအဲဒါပေမဲ့ဒီခုကြည့်လိုက်တနစ်ပြည့်သွားပြီဆိုတဲ့အချိန်မှာကလေးလေးကဒါစစ်ကောင်စီရဲ့ drone တိုက်ခိုက်မှုကြောင့်မလို့တေဆုံးသွားပြီဆိုတော့ခြေကွဲရတယ်ဗောနော် ဒီပုံနာကျုံမျိုးရွာဟောင်းပိုင်းရက်ကွက်မှာနေတာတဲ့သူတည်ဆုံးချိန်မှာ16နှစ်ပဲရှိသေးရပါတော့အဲ့တော့သူ့ရဲ့ interview video လေးကြည့်ရတဲ့ချိန်မှာကျွန်တော်အများကြီးပဲပေါ့နော်ကျွန်တော်ဟိုဟိုစိတ်မကောင်းစရာတွေကိုပြီးရင်အတူယူစရာတွေကိုအသင်ခန်းစာယူစရာတွေကိုအများကြီးပေါ့နော်အဲ့အဲ့ဒီဟာတွေတွေ့ရတော့ကျွန်တော်ဒါလေးလည်းထည့်ပြောချင်တာပေါ့နော်အဲ့တော့ဒီ73နှစ်ရွယ်ကလေးလေးဖြေထားတာပေါ့နော်ဒါကလေးလေးဒါမောင်ထေးအောင်ဟင်းဖြေထားတဲ့ဟာတွေကဒီအစပိုင်းဒီပရိုက်တာတွေကိုဘာလို့လုတ်ဖြစ်တာလဲဆိုတော့သူကဒီကားမောင်းတာတွေ ပြီးရင်ဒါ uniform ဝတ်ပြီးတော့အဲဆေးရုံဆေးကန်းတွေကနေပြဒါဒုက္ခရောက်နေတဲ့အကူအညီလိုအပ်နေတဲ့ပြည်သူတွေကိုဒါလူနာတွေကိုကယ်ထုတ်တဲ့ဟာတွေကိုသူအားကြပြီးတော့သူဝင်ခဲ့တာဗောလေဒါပေမဲ့လည်းနောက်ပိုင်းဒီလိုအလုပ်တွေလုပ်ရင်းလုပ်ရင်းနဲ့ဗောနော်သူတို့ရဲ့အသင်းအဖွဲ့ကဒီ data အတွက်ကိုဗောနော်တော်တော်လေးဒါအကျိုးပေးအကျိုးပြုနိုင်တဲ့အတွက်ဗောနော်သူဒီလုပ်တွေကိုဆက်လုပ်ခဲ့တာပါဆိုပြီးတော့သူပြောသွားတယ်ဗောနော်အများကြီးအသင်းက data အတွက်အများကြီးအထောက်ပံ့ပေးတာကိုသိရတော့သူဆက်လုပ်ဖြစ်တယ်ဗောနော်အိမ်ကမိဘတွေခွင့်ပြုလားဆိုတော့ခွင့်ပြုတယ်တဲ့ ိမ်မှာထိုင်နေရမယ့်အစားပေါ့နော်ဒေတာအတွက်အကျိုးပြုတဲ့လုပ်ငန်းကိုလုပ်နေတာမဟုတ်လို့ခွင့်ပြုတယ်တဲ့ဒါမိဘတွေကလည်းချစ်ဖို့ကောင်းတယ်ပေါ့နော်ဟိုငငယ်လေးပဲရှိသေးတယ်ဒီကလေးလေးရာလေးငငယ်လေးပဲရှိတော့ဒီလုပ်တယ်လုပ်ပါပြီဆိုတဲ့အချိန်မှာမိဘကလည်းစိတ်တော်ပူမှာပဲလीနော်ဒါပေမဲ့အဲ့လိုဒီရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုဒီဒေသခံတွေကပို့ပြီးတော့ခန်းစားရတာပေါ့ဗျာအဲ့တော့ဒီအခြေအနေတွေကိုသူတို့ကပို့ပြီးတော့သိတဲ့ခါကျတော့ဒီလိုအကူအညီတွေကလည်းလိုအပ်မှာပဲပေါ့နော်ငါတို့ရမှာမဟုတ်ဘူးတခြားသူတွေလည်းလိုအပ်မှာပဲ အဲ့လိုလိုအပ်တဲ့အပိုင်းတွေမှာငါတို့သားသမီးကဝင်ပြီးတော့ကုညီပေးနေတာပရိုက်တာလုပ်တွေကိုဝင်လုပ်ပေးနေတာဆိုတော့အခွင့်ပြုတယ်ဆိုတဲ့ပုံစံမျိုးကိုသိရတော့ချစ်ဖို့ကောင်းတယ်ဗောနော်ဒီမိသားစုတွေချစ်ဖို့ကောင်းတယ်စိတ်မကောင်းစရာတွေရှိတယ်အတိုက်ပွဲကာလမှာဗောနော်ဒါပရိုက်တာလုပ်တဲ့အခက်အခဲတွေကိုသူပြောပြသွားတယ်73နှစ်ရွယ်ကလေးလေးတယောက်ပြောပြတဲ့ဟာတွေကဗျာရင်နာစရာတွေအများကြီးပါတကယ်ဟိုဘာတွေအခက်အခဲရှိလဲဗောနော်တိုက်ပွဲကာလတော့တွင်မှာအဲဒီပရိုက်တာလုပ်တွေလောက်ရတော့ဘာတွေအခက်အခဲရှိလဲဆိုတော့ဒါကားတွေအခက်အခဲရှိတယ်ဗောနော်ကားတွေအခက်အခဲရှိတယ် အဲပြီးရင်ဒီကားတွေကဆိုင်တွေမှာပို့ပြီးတော့ပြင်ရတယ်ဗောနော်ကားတွေပြတ်သွားတဲ့ခါကျပြင်ရအဲ့လိုပြင်ရပါပြီဆိုတဲ့အချိန်တွေမှာသူတို့ကားတွေခက်ခဲတော့လူနာတွေအေးပေါ်ဖြစ်လာအဲ့လိုဖြစ်လာပြီဆိုတဲ့အချိန်မှာသူတို့ကားတွေလည်းမရှိဘူးမရှိတဲ့အချိန်မှာသူကအခြားနီးစက်ရာဒီအခြားအတင်းဖွဲ့တွေပဲဖြစ်ဖြစ်ဗောနော်အခြားနီးစက်ရာသူတွေနဲ့အတီကျွမ်းတွေပဲဖြစ်ဖြစ်သူတို့အကူအညီတောင်းကြဘာလို့လဲဒီလူနာကိုကယ်ခြင်းလို့တည်ထုတ်ခြင်းလို့ပို့ဆောင်ခြင်းလို့အဲ့အဲ့လိုမျိုးကူညီတောင်းကြတဲ့ခါမှာဗောနော်လူရဲ့သဘောတဘာဝကြီးလည်းတွေ့ရတာဗောအဲ့ဒါဘာလဲဆိုတော့တချို့ကကြတော့ဒါ ကောင်းအောင်ပြန်ပြောကြတယ်ပြန်ဖြေကြရရှိတချို့ကြတော့သူတို့ဘလော့သွားတယ်ပေါ့နော်မလွယ်ဘူးနော်ပရိုက်တာလောက်ကလွယ်ဦးဗျာဒီကလေးလေးသူရင်ဆိုင်ခဲ့ရတဲ့ဟာတွေပေါ့နော်ဟိုမလွယ်ဘူးအဲအဲ့ဟာဒါတင်မေးတဲ့လူလည်းရှိကောင်းရှိမယ်ဗျာဒါပေမဲ့သူဖြေသွားတဲ့ပုံစံလေးကအခုကျွန်တော်မျိုးလုံးထဲအောင်မထွက်ဘူးပေါ့နော် အဲလုံးဝရိုးရိုးသားသားပုံစံမျိုးနဲ့သူဖြေွားတယ်ပြီးရင်သူ့အတင်းအဖွဲနဲ့ပတ်သက်တဲ့ဟာလေးတွေကြီးပဲဖြေွားတယ်သူတို့ရဲ့အခက်ခဲလေးတွေသူတို့ဖြေွားတယ်သူ့ရဲ့ရီမန်းချက်လည်းသူပြောပြွားကျွန်တော်စိတ်မကောင်းအဲ့မှာသူဒီကားကိစ္စတွေသူပြောတယ်ပြီးရင်ဒီ online နဲ့ပတ်သက်တဲ့ဟာပေါ့နော် online ဒီဆိုတာ internet အမြဲတမ်းမရအောင်မရတဲ့ခါကျတော့ဒီသူတို့သတင်းတွေတင်လို့မရအောင်သူတို့ကုညီကယ်ဆယ်ခဲ့တဲ့ပုံရိပ်တွေတင်လို့မရအောင်တခါကျတော့လုံခြုံရေးအရာတင်လို့မရတာရှိတယ်ခါကျတော့ internet အခက်ခဲကြောင့်မလို့ချိန်မီမတင်နိုင်တာရှိတယ်မတင်နိုင်တဲ့ခါကျတော့ဒီသူတို့ရဲ့ page Facebook page ကပေါ့နော် အတိတ်မဖြစ်ဘူးအတိတ်မဖြစ်တော့ကြတော့ငွေကြေးစင်းစင်းမှုတိတ်မရှိဘူးပေါ့အဲ့တော့သူတို့မှာဒီငွေကြေးစင်းစင်းတဲ့ဟာကုညီပေးမဲ့အလှရှင်မရှိဘဲနဲ့သူတို့စ조사ရုံးကန်နေရတယ်ဒါပေမဲ့မလုပ်လို့လည်းမဖြစ်ဘူးဆိုတော့အခက်အခဲတွေကိုသူ့ရဲ့စကားလေးတခွန်းစနှစ်ခွန်းစတဲကနေမှကျွန်တော်အများကြီးပဲသိရတယ်တကယ်ရင်းသားကြရင်တော့အဲ့ကြအဲ့လိုမျိုးအဲ့ကလေးလေးကပေါ့နော်ဒီ73နှစ်ရွယ်ကလေးသူအဲ့ဒါဖြေတဲ့ချိန်မှာ73နှစ်ပဲရှိသေးတယ်။အဲ့အရွယ်ကလေးလေးကအဲ့လိုအခက်ခဲတွေအမျိုးမျိုးကြားကနေပြီးတော့ဒီအသင်းဖွဲ့နဲ့သူပရိဒအလုပ်တွေလုပ်နေပါတယ်ဆိုပေမဲ့ သူ့ရဲ့မိဘတွေသူ့ရဲ့မိသားစုတွေကစစ်ဘေးရှောင်နေတာတဲ့စစ်ဘေးရှောင်နေတာဗောနော် စစ်ဘေးရှောင်နေကြတာတဲ့ဟိုခန်းစားချက်ကအဲသူဒီလုပ်တွေလုပ်တဲ့အချိန်မှာခန်းစားချက်ကပျော်တယ်တဲ့ပျော်တယ်ဗောနော်အဲပျော်တယ်ဆိုတာကမိသားစုနဲ့ခွဲနေရလို့ပျော်တာမဟုတ်ဘူးဗောနော်လူတွေကိုကူညီပေးနေရလို့ပျော်တာတဲ့အဲ့တော့တစ်ဖက်ကပြန်ကြည့်ရင်တော့အားငယ်စိတ်တွေတိမ်ငယ်စိတ်တွေရှိတယ်တဲ့အဲဘာလို့လဲဆိုတော့ ူများကိုသာသူတို့ကအကူအညီတွေပေးနေတာဗောနော်အကူအညီဓာတ်တွေစောင့်ရှောက်ဓာတ်တွေလုပ်နေကြတယ်အထောက်ပံ့တွေပေးနေကြတယ်ဆိုပေမဲ့ကိုယ့်အိမ်အတွက်တပြားတစ်ဖက်ချက်မှဒါမကူညီပေးနိုင်လို့သူစိတ်မကောင်းဖြစ်ရတယ်ဗောနော်ဟိုဝမ်းနေတယ်တိမ်ငယ်တယ်ဗောနော်အားငယ်တယ်ဆိုတဲ့ပုံစံမျိုးဒါသူ့အရွယ်လေးနဲ့ဗျာသူတိတက်တဲ့ဟာဗောနော်အဲ့ဒီအချိန်မှာသူ့73နှစ်သူတမယောက်ကိုကူညီပေးရဆိုသူ့အိမ်ကိုလည်းသူကူညီနေပါပဲသူ့အိမ်နဲ့လည်းသူမနေရဘူးပေါ့နော်အဲအဲကြောင့်အဲ့လိုမျိုးတိတက်တဲ့ကလေးလေးတယောက်ပေါ့ဗျာအဲ့တော့ဟိုသူ့ရဲ့အိမ်ကဘာလုပ်လဲဆိုတော့အိမ်ကအဆင်ပြေလားဆိုတော့အိမ်က သူ့ရဲ့အကူအညီလိုအပ်တဲ့အိမ်မျိုးဘာလို့လဲဆိုတော့အဖေကဘေးတွင်းမောင်းနေတဲ့အမေကအလုံးမရှိဘူးတဲ့စစ်ဘေးရှောင်နေရတယ်တဲ့အဲ့တော့ဘလောက်တောင်မှခက်ခဲလိုက်မလဲဗျာအဲ့လိုခက်ခဲတဲ့ဂျားတဲကတောင်မှပဲသူ့ရဲ့သားသမီးကိုပေါ့နော်ဒေတာအတွက်ကောင်းကျိုးဒါကုဏလို့ပေါ့နော်အချိုးပြုတဲ့အလုပ်တွေမှာပါဝင်ပြီးတော့ပေါ့နော်ဘာမှမရပဲနဲ့ပရိုက်တာအလုပ်လုတ်ဖို့အတွက်ခွင့်ပြုပေးတဲ့မိဘတွေကိုလည်းတကယ်လေးစားရတယ်ပေါ့နော်အဲပရိုက်တာလုတ်ဖြစ်တဲ့အဓိကတွန်းအားကဘာလဲဆိုရင်မေးတဲ့အခါကျတော့ပြည်သူရဲ့ခေါ်တန်းလို့ပြောရပေါ့နော် သင်ပေးတာလည်းဖြစ်ကောင်းဖြစ်မယ်ဗျာအသက်73နှစ်အရွယ်လေးဖြစ်တဲ့အတွက်ပေါ့နော်ဒါပေမဲ့သူဖြည့်တဲ့ဟာလေးကိုပဲကျွန်တော်တို့ရင်ထဲကိုထိလို့ပေါ့နော်အဲ့တော့ဒီပြည်သူတွေရဲ့အကူအညီတောင်းတဲ့အတန်တွေကပဲသူ့အတွက်ခွန်အားဖြစ်တယ်တဲ့သူတို့ကိုကူညီနိုင်ခဲ့လို့ပေါ့နော်ဒါလူနာကိုကူညီနိုင်တယ်ကယ်ဆယ်နိုင်တယ်အချင်းမီပို့ဆောင်နိုင်ခဲ့ဆိုရင်တဲ့အဲ့လူနာရဲ့မိသားစုဝင်တွေတယောက်ချင်းစီကပြောတဲ့ဂျေစုတင်ပါတယ်ဆိုတဲ့စကားနဲ့ပဲသူတို့ကစိတ်ချမ်းသာတယ်ပျော်တယ်ပေါ့နော်ဟိုဂျေစုတင်ပါတယ်ဆိုတဲ့စကားလေးတစ်ခုနဲ့တောင်မှဒါကျွန်တော်တို့ကခွန်အားဖြစ်စေတယ်တဲ့ဟို ဟိုပါဗောနော်ဟိုစိတ်ထိခိုက်စရာကြီးပြသေးလားပြီးရင်အဲ့လိုသူ့ရဲ့ဝါသနာကိုမြည်ရကြသူဝါသနာကသူကြီးလာရင်ဒါသူက online blogger လုပ်ချင်တာတဲ့သူ့ရဲ့ဝါသနာဗောနော်အဲ့တော့သူတို့မှလည်းအိမ်မက်တွေရှိတယ်အဲ့73နှစ်ရွယ်ကလေးလေးမှလည်းအိမ်မက်တွေရှိတယ်ဗျရုံးနိုင်ငံမှာရှိတဲ့ချားနိုင်ငံသားတွေအကုန်လုံးလူငယ်တွေအကုန်လုံးမှအိမ်မက်တွေရှိတယ်စိတ်ကူးတွေရှိတယ်ဒါပေမဲ့စိတ်ကောင်စီကရုပ်မှရက်ဆက်လို့ပေါ့နော်လူမဆန်လို့စောက်ယူထားလို့မြေအောင်လိုင်းဆိုတဲ့ကောင်ကအခုလိုမျိုးပေါက်တဲ့ကြရတွေရှောက်လို့လို့ဂျုံးနိုင်ငံကလူငယ်တွေကနာကက်တွေပျောက် အိမ်မက်တွေပျက်စီးခဲ့တာဗောနော်အခုအဲ့ထဲမှာဒါဒီညီဒီကလေးလေးလက်အပါဝင်ဗောနော်အဲ့တော့ဖြည့်ဆို့ပြီးတော့ပျော်သွားတဲ့ဟာလေးရှိတယ်ဖြည့်ဆို့ပြီးပျော်သွားတဲ့ဟာလေးတွေကလည်းခြေခွဲစရာကောင်းတယ်ဟိုသူသူ့မိသားစုအခက်ခဲတွေကျွန်တော်မြင်လိုက်ရတယ်တွေ့လိုက်ရတယ်သူ့စကားလေးတွေကလည်းသိလိုက်ရတယ်သူ့ရဲ့အခက်ခဲတွေသူ့ရဲ့ခံစားချက်တွေသူ့ရဲ့ရှင်မန်းချက်တွေကျွန်တော်တို့သိလိုက်ရတယ်ဗျာအဲ့တော့ဖြည့်ဆို့ပြီးပြောတဲ့အချိန်မှာ तू အဲ့ဓာတွေများပြောမလားဆိုပြီးကျွန်တော်ကတွေးမိတာဒါပေမဲ့မဟုတ်ဘူးဗျာ तू ကသူ့အတွက်သူ့မိသားစုအတွက်ဆိုတာထက် तू ကသူ့ data အတွက်သူ့ပြည်သူတွေအတွက် အဲ့လိုမျိုးပြောသွားဒုက္ခရောက်နေတဲ့အခုညီလိုနေတဲ့ပြည်သူတွေအတွက်သူပြောသွားတာဘာပြောသွားလဲဆိုတော့အခုကာလကပေါ့နော်ဆောင်းလင်းရောက်လာပြီတဲ့ဟိုတိုက်တိုက်ဆန်ဆန်ကြီးဗျာသူတနည်းပြအခုလဲဆောင်းလင်းရောက်နေပြီဗျာအဲ့တုန်းကဖြည့်သွားတဲ့ဟာလေးရတယ်အဲ့လိုလေးပဲဆောင်းလင်းရောက်လာပြီဖြစ်တဲ့အတွက်တဲ့ဆောင်းနေအနှွေးတွေလိုကြတယ်တဲ့ အဲ့မှာရှိတဲ့မိသားစုတွေကတဲ့ဟိုတလောက်အောင်မှာဝင်ငွေတသိန်းနှစ်သိန်းလောက်ပဲရလာဆိုတော့အရန်ကတ်ခဲ့ကြရပါတော့အဲ့တော့ရခိုင်ပြည်နယ်မှာဖြစ်ပျက်နေတဲ့အနေအထားတွေကိုသိဖို့အတွက်သူကဒါပြောပြသွားတဲ့အနေအထားပေါ့ဗျာအဲ့တော့အခုညီတွေလိုအပ်လာတယ်တဲ့ပြီးတော့စစ်ပေးရှောင်တွေများလာလို့တဲ့သူကဒီရေတွင်းရေကန်တွေပေါ့နော်ဒါခန့်ချောက်တာရှိလာတယ်အဲ့ကြအဝီစီတွင်းတူရတဲ့လုပ်ငန်းကိစ္စမျိုးတွေသူတို့လုပ်ရတော့မယ်တဲ့ဟိုဆိုတာဗျာအဲဒီစစ်ပေးရှောင်လာတွေများလာရေတွင်းရေကန်ခန်းနေဆိုတဲ့ဟာစစ်ပေးရှောင်တွေများလို့ဆိုပြီးသူပြောသွားတဲ့ဟာကသူတို့ဒေတာတွင်းမှာဖြစ်ပျက်နေတဲ့ ဒီတိုက်ပွဲဖြစ်စဉ်နေဒေသခံပြည်သူတွေဒုက္ခရောက်တဲ့ဥယျာဉ်တွေပို့ပြီးတော့များလာတယ်ဆိုတဲ့ဟာမျိုးကိုသွားပြီးပေါ်လင်းစေတယ်ပေါ့နော်။အဲဒါကြောင့်အဲ့အသင်းအဖွဲ့ကိုကူညီပေးကြဖို့ပြည်ပကအလှူရှင်တွေအနေနဲ့ကူညီပေးကြဖို့ဆိုပြီးတော့သူဒီလိုမျိုးပြောပါတယ်ပေါ့နော်။အဝီစီတွင်းတွေတူရတော့ဝင်ပေါ့နော်။အဲ့တော့ရှေ့လျှောက်ဒီထက်မကတဲ့ကောင်းမွန်တဲ့အလုပ်တွေကိုဆက်ပြီးတော့လှုပ်သွားမယ်ဆိုပြီးတော့ပြောသွားတာပေါ့နော်။အခုတော့ဒါ26ရက်နေ့မှာလူမဆန်တဲ့စစ်ကောင်စီရဲ့ drone တိုက်ခိုက်မှုတွေကြောင်းလို့ပေါ့နော်။လူနာသွားတင်နေရင်းနဲ့ဒီကလေးလေးကကြာဆုံးသွားပြီပေါ့နော်။ စိတ်စိတ်မကောင်းစရာပါเนาะဟို16နှစ်သားလေးကဒါဒေတာရဲ့အကောင်းကျိုးအတွက်ကိုဒီဇိုင်းမမတ်သူလုပ်သွားတယ်သူပစ္စမတန်းနဲ့သူဖြည့်တဲ့အချိန်တော့ပါเนาะဟိုသူမိပါရေဆိုအခုရင်ကျိုးသွားပြီပေါ့ဗျာဟိုသူ့ရေမှာမဟုတ်ပါဘူးကျွန်တော်ပြောချင်တာကဒီရွယ်ဒီကလေးလေးတယောက်ကသူတို့ဒေတာကောင်းကျိုးအတွက် တို့ဒေတာမှာရှိတဲ့ပြည်သူလူထုဒုက္ခရောက်နေတဲ့အကူအညီလိုအပ်နေတဲ့ပြည်သူလူထုအတွက်သူအတက်နိုင်ဆုံးသူအသက်သေးဆုံးဒီအချိန်ထိပေါ့နော်သူပေးဆက်သွားတယ်သူစူးစမ်းသွားတယ်လူသူလှုပ်သွားတယ်ပေါ့နော်သူ့အိမ်ကိုတော့သူတပြားမှပြန်မပေးနိုင်မဲနဲ့သူလှုပ်သွားတယ်ဗျာအဲကြတော့ဒေါ်လာရင်းကိုငါလည်းမဆိုင်ပါဘူးလို့ဆိုပြီးတော့တွေးနေကြတဲ့သူတွေလည်းချက်ပြန်စဉ်းစားစီချင်တာပေါ့နော်အဲကျွန်တော်နိုင်ငံမှာကျွန်တော်ဒီနိုင်ငံသားတွေအကုန်လုံးကအနည်းဆုံးတော့ ဒီမွေးတဲ့ဟာမြန်မာနိုင်ငံဖြစ်တယ်မြန်မာနိုင်ငံရဲ့ဒေတာတိတိမှာမွေးခဲ့ကြတဲ့သူတွေကြီးပဲအဲမြို့ပေါ်မှာနေရတဲ့သူတွေလည်းမြို့ပေါ်မှာရန်ကုန်သားရှိမယ်မန္တလေးသားရှိမယ်အညာဘက်ကမုံရွာရှိမယ်စကိုင်းရှိမယ်အခုရခိုင်ရှိမယ်ချင်းရှိမယ်ကချင်ရှိမယ်အမျိုးစုံရှိကြတယ်ပေါ့နော်ဒါပေမဲ့နေရဒေတာအကုန်လုံးကိုကြည့်လိုက်သူနီးသူဟန်နဲ့စစ်ကောင်စီကြောင့်မလို့ဒုက္ခရောက်နေကြတာကြီးပဲအခုကြီးလိုအပ်နေတဲ့အခြေအတွက်တွေအများကြီးအများကြီးပူပူပြီးတော့တိုးလာတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်နေကြတဲ့အချိန်မှာမတို့နဲ့မဆိုင်ဘူးလို့တွေးနေကြအောင်မလားပေါ့နော် ဒီဆလိနှစ်ရွယ်ကလေးလေးတောင်မှပေါ့နော်သူ့ဘဝတစ်ခုလုံးရင်းပြီးတော့သူလောက်ရတယ်ပေါ့နော်သူ့ရဲ့မိသားစုတွေကဆအကူအညီလိုအပ်နေတာတောင်မှပဲသူ့သားလေးဒီလိုလုံနေတဲ့ဟာကိုအားပေးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီလိုမျိုးပုံစံမျိုးကိုကျွန်တော်စဉ်းစားကြဖို့လဲလှို့တယ်ကျွန်တော်လူငယ်တွေအခုစူးစမ်းနေကြတယ်ညီမမအသက်တွေရင်းပြီးတိုက်ပွဲဝင်နေကြတကယ်ဆုံးရှုံးမလူငယ်တွေအများကြီးပဲသူ့ရဲ့အသက်တွေလက်ကအဖြစ်မခံနိုင်ဘူးပေါ့နော်ဒါပေမဲ့အဲ့လူငယ်တွေကတန်ဖိုးရှိတဲ့သူတွေကြီးပဲသူတို့မှာရှီမန်းချက်တွေရှိတယ်တာဝန်တွေရှိတယ်သူ့ရဲ့မိသားစုတာဝန်ကိုထမ်းရမယ့်သူတွေလည်းရှိတယ် ဒါတော့မှပဲသူတို့ရဲ့မိဘတွေကခွင့်ပြုပေးလိုက်တယ်အဲနောက်ဆုံးသူတို့မိဘတွေကသူတို့သားသမီးကိုဆုံးရှုံးလိုက်ပြီဆိုတော့အသည့်မျိုးနဲ့သူတို့ပွားတစ်လျှောက်လုံးနေရမယ်မိသားစုတွေအများကြီးရှိတယ်အဲ့ဒီမိသားစုတွေကိုကျွန်တော်တို့ကအောင်မြင်ပြီဆိုတဲ့အချိန်မှာအများကြီးပြန်ကြည့်ရမှာ ဒါအဲ့တော့ဒီဖြစ်စဉ်လေးကလည်းဒါကျွန်တော်သင်ခန်းစာယူရမယ့်အရာဖြစ်တယ်ကျွန်တော်တို့တာဝန်သိတာတွေတာဝန်ရှိတာတွေအများကြီးလိုအပ်လာပြီပေါ့နော်ငါတို့နဲ့လည်းဆိုင်နေငါတို့လည်းအားလုံးပါဝင်ရမယ်ဆိုတဲ့ပုံစံမျိုးတွေတော့ဖြစ်လာစေချင်ပါတယ်အဲ့တော့ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုပေါ့နော်ကျွန်တော်ပို့ပြီးတော့ကူညီကြစေချင်တယ်နိုင်ငံတော်ဝန်မှာပေါ့နော်အခုဒုက္ခရောက်နေတဲ့ဒေသတွေအများကြီးရှိတယ်လွတ်မြောက်ဖို့လိုအပ်နေတယ် ကျွန်တော်တနိုင်ငံလုံးအတိုင်းအတာနဲ့လွမြောက်မှာပဲဒီဒုက္ခတွေကကင်းဝင်းမှာပေါ့အဲ့တော့အဲ့လိုမျိုးလွမြောက်ဖို့အတွက်ကဒီစစ်ကောင်စီဆိုတဲ့အာဏာရှင်စနစ်တွေမရှိဖို့လိုတယ်အဲ့လိုမျိုးမရှိဖို့အတွက်ကိုစူးစမ်းနေကြတဲ့တော်လိုင်းကြီးတပ်ဖွဲ့တွေကိုကူညီပေးကြစေခြင်း ਨੇ အဲ့တော့ကျွန်တော်ဒီဖြစ်စဉ်လေးကဒါကျွန်တော်ကျွန်တော်ခန်းစားမိတဲ့ဟာလေးပြောပြတာပါစိတ်မကောင်းလည်းဖြစ်ရတယ်လေးစားစရာကောင်းတယ်ဂုံယူရတယ်ပြီးတော့じゃဒီလိုမျိုးပေးဆက်သွားတာတွေအလားအတမဖြစ်စေရဘူး ကျွန်တော်တို့ပိုစူးစမ်းကြမယ်ဆိုတဲ့အသည့်တွေရတယ်ပြီးတော့သင်္ကန်းစာတွေလည်းဒါတွေ့ရတယ်ဗောနော်အဲပြီးတော့စစ်ကောင်စီရဲ့လူပစံနဲ့လောက်ရက်တွေကလည်းပူပူပြီးတော့ပေါ်လွင်ထင်ရှားစေတယ်ပရိုက်တာလုံနေပါတယ်ဆိုတဲ့သူတွေကိုတိုက်ခိုက်တာတော့ရုံမှာအောက်တန်းကျလွန်းနေဗောနော်အဲကြောင့်အဲ့လိုကောင်မျိုးတွေကိုဆက်ပြီးတော့ဒီနိုင်ငံမှာထားအောင်မလားကျွန်တော်တို့ဒီလိုမျိုးကောင်မျိုးတွေလုံးဝနိုင်ငံပေါ်ကနေအမြင့်ပြတ်တုတ်တင်နိုင်တဲ့အချိန်ထိကျွန်တော်တို့စ조사ဖို့လိုအပ်လာပြီဆိုတဲ့အကြောင်းလည်းပြောချင်တယ်ဗောနော်နောက်တစ်ခုကတော့ဒါကျွန်တော်တို့ဒါဗမောက်မျိုးကိုဗောနော်စစ်ကောင်စီနဲ့ SN အဖွဲ့တွေကပြန်ပြီးတော့ ထိုးစစ်ဆင်နေတာလည်းရှိပါတယ်။ဒါစက်တင်ဘာလ15ရက်မှာဒေါ်လာရေးတက်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ပြီးတော့6ရက်ပေါ့နော်6ရက်တာအတော့တွင်မှာဒီမြို့ကိုဗမောက်မြို့ကိုတင်နိုင်ခဲ့တာဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာစစ်ကောင်စီကအော်တိုဘာ14ရက်ကနေစပြီးတော့အင်အားတွေပြန်စုဖွဲ့တယ်အဲစစ်ကောင်စီတပ်မတ်300အဖွဲ့တွေပါတယ် SN အဖွဲ့တွေပါတယ်အဲ့ဒီအဖွဲ့တွေကနေပြီးတော့အင်အား400လောက်က Homeland ဘက်ခြမ်းကနေပြီးတော့ပြန်ပြီးတော့ဒီမြို့ကိုထိုးစစ်ပြန်ဆင်နေတာဖြစ်တယ်အဲ့တော့နေရာနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်မြို့ပြင်နေရာတွေမှာအစားတိုက်ပွဲတွေဖြစ်ပွားတယ်လိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေနေ့စဉ်နဲ့များဖြစ်ပွားနေပြီးတော့ဗောနော်ဒါ 26ရက်မှာတော့စစ်ကောင်စီရဲ့လက်နက်ကြီး drone ပစ်ခတ်မှုတွေကြောင့်မလို့ဒါမြို့တဲကရဲစခန်းတွေအပါအချို့နေရာတွေမှာမိလောင်မှုတွေရှိခဲ့တယ်ဆိုပြီးတော့သိရ။အဲ့တော့ဒီပမောက်မြို့ကိုပြန်ပြီးတော့ထိုးစစ်ဆင်နေတဲ့ဒါအဆက်နေအဖွဲ့တွေကပေါ့နော်။တပ်မ33 uniform တွေပါဝစ်ဆင်ပြီးတော့တိုက်နေတယ်ဆိုပြီးတော့လည်းသိရတယ်။အဓိကဒီမြို့ကိုပြန်ပြီးတော့ထိုးစစ်ဆင်ခိုင်းတဲ့အချိန်မှာဘယ်သူတွေကိုတုံးလဲဆိုတော့အဆက်နေအဖွဲ့တွေတုံးတယ်ပြီးရင်ပါစတွေရှိရထားပြီးတုံးတယ်။အဲ့ဒါကတော့တေးကြတယ်ပါစတွေကတော့နေရာတိုင်းမှာရှေ့ကနေပြီးတော့ထိုးကြွေးခံရမှာပဲ။အဲ့တော့ဘာဖြစ်လဲဆိုတော့ထိခိုက်တိုက်စုံမှုတွေများတာပေါ့။ ထိခိုက်တေဆုံးမှုတွေများပြီးတော့စစ်ကောင်စီဘက်ကဘလောက်ရောက်မှာလဲဆိုတော့အဲ့လိုမျိုးတေဆုံးသွားတဲ့ဒီဘားစတွေရဲ့အလောင်းတွေကိုပြန်မြူအရင်တော့ကအလောင်းတွေပြန်မြူလက်နက်တွေတော့ရအောင်သေးတယ်အခုကျတော့လက်နက်တွေပါပစ်ထားပြီးတော့ထွက်ပြေးကြတဲ့အဆင်မျိုးတွေဖြစ်နေတယ်အဲ့တော့အလောင်းတွေကအများကြီးပဲဆိုပြီးတော့သိရတယ်ဗောနော်အဲ့တော့အဲပြန်မဆွဲသွားတဲ့အလောင်းတွေကိုအများကြီးပဲတဲ့အဲတိုက်ပွဲတွေကလည်းအရင်ပြင်းထန်တယ်စစ်ကောင်စီဘက်ကလည်းတေပြောက်တွေပုံများတယ်ဗောနော် အဲ drone တွေကိုတော့ဒါသူကလုံးဝအဆင့်မြင့်လာတဲ့ပုံစံမျိုးတွေနဲ့ Apple Chan တွေမှာလည်းပို့ပြီးတော့သုံးဆွဲနေရည်သိရတယ်။အဲ့တော့ဒီ NLR တွေကိုတော့ဒါဒေါ်လာရေးတက်ဖွဲ့တွေကကြမ်းကြမ်းခံရင်ဆိုင်ပြီးတော့တော်လန်နေကြတယ်ပေါ့နော်။အဲ့တော့ဒါဘမောက်ဆိုတာကအင်းတော်နဲ့ကတာအဲအဲ့မျိုးတွေနဲ့လည်းနီးကပ်တဲ့မျိုးလည်းဖြစ်တယ်။ပြီးတော့ဒီတယန်ဇာတအနေနဲ့ပြောမယ်ဆိုရင်ရွှေထွက်တာအများအပြားထွက်တဲ့နေရာဖြစ်တဲ့အတွက်စစ်ကောင်စီအတွက်လည်းအရေးပါတယ်။ ဒေါ်လိန်တပ်ဖွဲ့တွေအတွက်လည်းရေးပါတယ်ဒီမြို့ကိုထိန်းထားနိုင်တဲ့သူအတွက်ကအရန်အကျိုးမြတ်ကြီးတယ်ပေါ့ဗျာအဲဒါကြောင့်မလို့စစ်ကောင်စီကသူတို့လက်လွတ်ဆုံးရှုံးရထားတဲ့အချိန်မှာဒီမြို့ကိုအသေးအံပြန်ယူဖို့စူးစမ်းနေတာဖြစ်တယ်အဲဒီလိုမျိုးပြန်ရဖို့စူးစမ်းတဲ့အချိန်မှာဒီ SN နေနဲ့ပါစာအဖွဲ့တွေကိုပို့ပြီးတော့အသုံးချတယ်ပေါ့နော်မြေပြင်မှာပို့ပြီးတော့အသုံးချတယ်သုံးနာမှာသူကလေကြောင်း drone လက်နက်ကြီးနဲ့မြေပြင်ကအင်အားအများပြားသုံးတယ်အဲ့အင်အားများပြားသုံးတဲ့အထဲမှာ SN နေနဲ့ပါစာအဖွဲ့တွေအများကြီးတည် အဲဘလိုပဲဖြစ်ဖြစ်ပေါ့နော်စစ်ကောင်စီဘက်ကတော့သူဒီမြို့ကိုပြန်ရဖို့အတွက်အသေးအတန်သူစူးစမ်းမယ်စူးစမ်းတဲ့အချိန်မှာချနှင်းမဲ့ကောင်တွေရှိတယ်အဲချနှင်းခံရမယ့်ထဲမှာကိုယ်မပါဖို့လိုတယ်အဲ့တော့ပါစတွေအနေနဲ့လည်းအမြန်ဆုံးလက်နဲ့ချပါထွက်ပြေးပါအလင်းဝင်ပါဒေါ်လိုင်းတက်ဖွဲ့စီစီကိုရောက်အောင်လာပါပေါ့နော်အနေနဲ့ပြုတဲ့ပုံစံမျိုးတော့မလုပ်နဲ့ပေါ့နော်အဲ့ဒါဆိုရင်တော့ဒေါ်လိုင်းတက်ဖွဲ့တွေကခွင့်လွှတ်ပေးမှာမဟုတ်ဘူးအဓိကတော့ကိုယ်အတမ်းမသေးသေးရှင်မူပြီးရင်ကိုမိသားစုနဲ့လည်းပြန်ပြီးတော့ဆုံညင်းနေဆိုရင်ခုနလိုနီလန်းကပဲအကောင်းဆုံး စစ်ကောင်စီတဲမှာချိနေသည်မကာလာပတ်လုံးကတော့သေလန့်ကြီးပဲပို့ခံရမှာအခုဆိုရင်နှစ်နှစ်ပြည့်သွားလို့မဲရာထူးတော်ထပ်ပေးပြီးတော့နောက်ထပ်အမြဲတမ်းပုံစံမျိုးနဲ့ထားတာသူတို့စပြီးတော့ပြောတဲ့အထင်းမှာအဲ့လိုပါရနော်နှစ်နှစ်ဒါမှမဟုတ်ဒါလိုအပ်ရင်၅နှစ်ဆိုပြီးတော့ပါတယ်အဲ့ဒါကြောင့်နှစ်နှစ်ပြီးသွားရင်ပြီးသွားမှာပဲဆိုတဲ့စိတ်မျိုးနဲ့မဝင်တော့ဘူးကွာအလင်းမဝင်ဘူးဟုတ်ဘက်မှာပဲနေလိုက်မယ်မသိအောင်နေမယ်ဆိုတဲ့အတွေးမျိုးရှိတယ်ဆိုရင်တော့လည်းမပြောလို့ဘူးပေါ့နော်အဲ့တော့ဒလိုင်းတက်ဖွဲ့ရင်လည်းတော့မတွေ့စင်းနဲ့ပေါ့နော်အဲပြီးတော့ဒါကိုယ့်ရဲ့မိသားစုနဲ့ပြန်ပြီးတော့စုံညင်နေဆိုရင်တော့ခုနလိုရွေးချယ်မှုကသာအကောင်းဆုံးလို့ ဒီနေ့ကနေပြောချင်ပါရဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်